ားလုံးပဲမင်္ဂလာပါကျွန်တော်တို့ football လိုက်ရဲ့အစီအစဉ်ကနေပြီးတော့ပြန်လည်ပြီးတော့ကြိုးလိုက်ပါတယ်ကောင်းမွန်တော့နေ့လေးတနေ့ဖြစ်ပါစို့ဒီညကနေပြီးတော့စုမုံအောင်တောင်းပေးလိုက်ရပါတယ်အဲ့ဒီနေ့ကျွန်တော်တို့မြန်မာဆန်ဒေါ်ဂျင်ဒါကျွန်တော်တို့တူတေ7:00ခွဲမှာတော့ဒါကျွန်တော်ပရီးမီးယားလိဒါအသင်းကြီးပွဲ၃ပွဲရှိပါတယ်ဒါကျွန်တော်လစ်ဗာပူးရဲ့ချယ်လ်စီရဲ့ဒါကျွန်တော်စီတီတေဒါကျွန်တော်လက်ရှိမှာဒီအသင်းတွေကဒါကျွန်တော်တို့ စီဒီဒါကျွန်တော်ပထမဆုံးပြောသွားပြောင်းပွဲစဉ်ကတော့ပယ်လစ်နဲ့လီဗာပူးနဲ့ချယ်ဆီနဲ့ဘရိုက်တန်နဲ့ပြီးရင်တော့ဒါစီတီနဲ့ဘန်လီနဲ့ပေါ့နော်နောက်ဆုံးပွဲစဉ်ကတော့တော်တန်ဟော့စပီတယ်နဲ့ဝူးဖ်နဲ့ပေါ့နော်ဒါကျွန်တော်ဒီရတော့ရှေ့မှာဒါမန်ချက်စတာယူနိုက်တက်ကအဆောဆုံးမလို့အဆောဆုံးတင်ဆက်ပြီးဖြစ်တယ်အခုလက်ရှိမှာဒါကျွန်တော်တို့ငတ်နှစ်ကောင် ဘယ်ကဘယ်ငှက်ကပူကောင်းမလဲဆိုတော့တွေ့ရမှာတည်းမှာပါတယ်။ဒီနေ့မှာ Oliver Glasner ရဲ့ဒီနေ့မှာဒါကျွန်တော်သူရဲ့အကောင်းဆုံးကစားသမားကိုဆုံးရှုံးထားခဲ့ပေမဲ့ Oliver Glasner အနေနဲ့ဒါကျွန်တော်အမြင့်ဆုံးကိုပြန်တန်းနိုင်စေဖြစ်တယ်ဆိုတာကိုဆက်လက်ပြီးတော့ပြသနိုင်စေဖြစ်တယ်။လက်ရှိမှာ Premier League မှာလုံးဝရှုံးပွဲမတွေ့သေးတဲ့နှစ်သင်းတွေ့မှာတော့ဒီနေ့ပွဲစုံမှာစိတ်ဝင်စားဖို့ကောင်းတယ်။ဟုတ်ပါတယ်ခင်ဗျားနားကြလွှဲတာမဟုတ်ပါဘူး။အခုချိန်မှာကျွန်တော်တို့က Crystal Palace အသေးနဲ့ဒါကျွန်တော် Premier League မှာလုံးဝရှုံးပွဲမရှိသေးပါဘူး Crystal Palace နဲ့ခုလက်ရှိမှာတေးပွဲတွေဒါဆက်နေပြီးတော့ဒါ၃ပွဲတေး၂ပွဲနိုင်ဆိုတဲ့ရလဒ်နဲ့ထပ်ပြီးသွားထားတာဖြစ်တယ်။တစ်ဖက်ကဒါကျွန်တော် Liverpool ကတူတင်၅ပွဲစလုံးနိုင်ထားတာတွေ့တယ်။အဲ့တော့ လက်ရှိမှာ Liverpool ကိုဒီနေ့ပွဲစဉ်မှာဒါကျွန်တော် Crystal Palace ကကောင်းကောင်းကြီးဆံပြီးပွဲစဉ်ပဲလို့ပြောလို့ရတယ်။ဒါကျွန်တော် Community ဖလားမှာလည်းဒါကျွန်တော် Crystal Palace က Liverpool အသင်းကိုဒါကောင်းကောင်းကြီးဒါကျွန်တော်ဆံပြီးပွဲစစ်သွားခဲ့တာကိုတွေ့ရပြီးတော့ Penalty အဆုံးဖြတ်မှာပဲ Crystal Palace ရဲ့ Dean Henderson ရဲ့ left swing ပြမှုနဲ့တူ Liverpool အသင်းကိုကြော်ဖြတ်ပြပြီးသူတို့နဲ့ဆူဖလားကိုဆုတ်ခူးနိုင်ခဲ့တယ်။ဒီနေ့မှာဒါ Crystal Palace ရဲ့လက်ထက်မှာဒါကျွန်တော် Oliver Glasner ရဲ့လက်ထက်မှာဒါကျွန်တော်တို့သူတို့အနေနဲ့ Newcastle United ကိုဒါလည်းကျွန်တော်တို့ Manchester City ကိုအနိုင်ယူပြီးဒါကျွန်တော်တို့အဲ FA ပလောက်ရအောင်ယူနိုင်ခဲ့တယ်။ Liverpool ကိုအနိုင်ယူပြီးလက်ရှိမှာဒါကျွန်တော်တို့ community တိုင်းကိုယူပြခဲ့တယ်။ဒါဟာတကယ်ကိုပြန်ချင်းစားကြည့်မယ်ဆို Newcastle ကလည်း Newcastle Newcastle ပဲဆိုလဲဆိုရင်လည်းမသိဘူး။ Crystal Palace အသင်းအတွက်တကယ်ကိုဒါကျွန်တော်တို့တော်တော်လေးကိုအပေါင်းလှခဏဆောင်နေရသည်တခုလို့ပြောလိုက်ရတယ်။ဒါအောင်သူတို့ရဲ့အဓိကကစားသမားဖြစ်တဲ့ Easy ကိုဆုံးရှုံးလိုက်ရတာမှန်ပေမဲ့ Liverpool အသင်းနဲ့ဒါတွေ့မဲ့အချိန်မှာဒီနေ့ပေါ်စမှာဘာကြီးများလုပ်ပြမှာ။အဲ့တော့ Liverpool အသင်းဘက်ကလက်ရှိမှာဒါကျွန်တော်တို့လက်ရှိထိခိုက်နေတာမူရတော်တော်လေးကိုများနေတယ်လို့ပြောလိုက်ရတယ်။သူတို့ရဲ့ဒါကျွန်တော်ကိုယ်လည်း excited ဖြစ်ပြီးကျွန်တော်ကိုယ်လည်းတော်တော်လေးကိုစိတ် ဝင်စားခဲ့ရတာလီယိုနီကတော့အခုလက်ရှိမှာရသည် ဝက်လောက်မှာပြန်လာတော့မယ်လို့သိရတယ်မှာပါ ACL ထိသွားခဲ့ပြီလက်ရှိမှာဒါကျွန်တော်တို့တီးတလောက်ကိုပြောရမယ်ဆိုရင်တော့လာမယ့်နှစ် February လောက်မှာပဲဒါကျွန်တော်တို့ပြန်ပြီးတော့ကောင်းတော့မယ်လို့သိအဲ့တော့လက်ရှိမှာ Liverpool တင်နေတာ cancel မှုက Leoni ကအရန်တတားရှိရအောင်တိတ်ပြီးတော့စိုးရင်စရာမရှိခဲ့ပေမဲ့ Liverpool အသင်းမှာလက်ရှိမှာတကယ်တမ်း center back ဆော့လို့ရတဲ့ကစားသမားတွေဖြည်းဖြည်းနဲ့နည်းလာခဲ့တာကတော့ Liverpool အသင်းအတွက်တကယ်ကိုထိုးနှက်ချက်တစ်ခုဖြစ်လာခဲ့ပြီလို့ပြောလို့ရမယ်တဲ့မှာပါပါတယ်ဒီနေ့မှာတော့ဒါကျွန်တော်တို့လက်ရှိမှာ Hugo Ekitiki ရဲ့ဒါကျွန်တော်တို့မထင်မှတ်ပဲနဲ့နှစ်ဝါတတိဖြစ်မှုကြောင့်အီဆက်ကလုံးဝ100% 90 minute debut လိုအောင်မတော်ပါရှိပါတယ်ဒါကျွန်တော်ပြောချင်တာလက်ရှိမှာ iset အနေနဲ့ဒီနေ့ပွဲစဉ်ကသူ့အတွက် performance ကိုပြကိုပြသင့်တဲ့ပွဲစဉ်တစ်ပွဲရောက်လာပြီလို့မြင်တယ် iset အနေနဲ့ရှေ့ရဆောက်တတန်းတဲ့ပွဲစဉ်မှာလည်းဂိုးစားရခဲ့ပြီဖြစ်တဲ့ကြောင့်မို့ဒါ confident build up လုပ်ဖို့အတွက်ဆိုရင်တော့ဒီနေ့ပွဲစဉ်မှာ iset အတွက်တော်တော်လေးကိုအရေးပါမယ့်ပွဲစဉ်ဆိုရင်တော့မှမယ်မထင်ဘူးတစ်ဖက်ကဒါလက်ရှိမှာဒါကျွန်တော် Oliver Glasner ရဲ့အသင်းကိုကြည့်အောင် Oliver Glasner ရဲ့လက်ရှိနောက်ဆုံးပြိုင်ပွဲစဉ်၅ပွဲမှာဒါကျွန်တော် ေးကိုနှစ်ကိုပဲပေးထားခဲ့ရတဲ့အထီးကိုဒါကတော့ Crystal Palace ရဲ့ cancel ကတော်တော်လေးကို solid ဖြစ်တယ်။ Oliver Glasner ရဲ့ left back 3 formation ကတော်တော်လေးကို impact ကြီးမှဆိုတာ၃ယောက်လုံးက balance နေတယ်လို့ပြောလို့ရတယ်။ဒါကျွန်တော်တို့ သူတို့အနေနဲ့ဒါ conference league ရဲ့ပွဲစဉ်မှာဒါကျွန်တော် Frederick Stad မှာဒါတော့ ZZ ဖြစ်ခဲ့တယ်။ဒါ Aston Villa အသင်းကိုဝီကွန်းမှာ3ဂိုးပြတ်နိုင်ခဲ့တယ်။ Sarah Lang ကိုတည်မီဝော့ကို1-1နဲ့တည်ဖြစ်ခဲ့ပြီးတော့ဒါ Crystal Palace ကပန်ပေါ်ကြောက်တယ်ဒါကျွန်တော်တို့ Mewo ကိုတော့ penalty အဆုံးဖြတ်မှာနိုင်ခဲ့တယ်အဲ့တော့ပြောချင်တာလက်ရှိမှာ Crystal Palace တွေက Carabao မှာလည်းနိုင် Hua မှာလည်းနိုင် Diama နောက်ဆုံးပြိုင်ပွဲဆိုငေါ့မှာလည်း Pego နှစ်ကူပဲရှိတယ်ခန်စစ်ပိုင်းကိုတွေးရမယ် Liverpool တင်းကလက်ရှိမှာတည်ကြတယ်မှာခန်စစ်ပိုင်းကတော်တော်လေးကိုယူပေါက်များနေပြီးခန်စစ်ကဂွေဒလော့ဟော့ပေးထားခဲ့ရတွေးရမယ်နောက်ဆုံးပြိုင် င်ပွဲဆိုငေါးမှာလီဗာပူးတင်းနေတဲ့ကျွန်တော်ကလင်းရှိရခဲ့တာနှစ်ပွဲပဲရှိခဲ့ကျန်တဲ့ပွဲစဉ်တွေမှာဒါကျွန်တော်တို့ဂိုးတွေတောက်လျှောက်ပေးခဲ့ရတယ်။ဒါလက်ရှိမှာဒါကျွန်တော်အက်သလက်တီကိုမက်ဒရစ်ကို2ဂိုးပေးခဲ့ရတယ်။အေဗာတန်တင်းကို2ဂိုးပေးခဲ့ရတယ်။ဆောက်တတန်တင်းကို2ဂိုးပေးခဲ့ရတယ်။အဲ့တော့တောချင်တာလီဗာပူးအသင်းပရိသတ်တွေတပွဲမှာဒါကျွန်တော်တို့လက်ရှိမှာစိတ်ချမ်းသာတာနဲ့တပွဲမှာမကြည့်ရသေးဘူး။ဒါကျွန်တော်တို့လက်ရှိမှာဒါကျွန်တော်တို့မနက်ဂိုးနဲ့ပဲဦးဆဆောင်နောက်ကပြန်များလိုက်သွင်းမလားဆိုတဲ့စိုးရိမ်မှုတွေနဲ့အတူဒီလိုပွဲစဉ်တွေကိုလည်းဆက်လက်ပြီးကြည့်ရမယ်တပွဲမှာရှိပါတယ်။လီဗာပူးအသင်းတို့ကပြန်ပြီးစဉ်းစားကြည့်အောင်လီဗာပူးတို့ကလက်ရှိမှာဘိုင်းလူနဲ့ခန်စစ်ဘိုင်းကဒါကျွန်တော်လက်ရှိကျွန်တော် ော့မြင်ရပြောမှာဆိုရင်တော့ဖူဘက်တွေကအလွန်ကျွန်ရှစ်တက်လိုက်လုံးတဲ့ကစားသမားတွေတို့တော့နည်းနည်းနဲ့အိုဒရူးပြပိုဆိုးတာကလက်ရှိမှာဒီနှစ်မှာဝယ်ယူခဲ့တဲ့ကရာကက်စကောဖရင်ပေါင်ကိုနှစ်ယောက်လုံးကတိုက်စစ်အာတန်ကစားသမားဖြစ်တဲ့ကြောင့်သူတို့ရဲ့ဒါကျွန်တော်တို့ကောင်တာထရန်ဇီရှင်တွေမှာပြန်ပေါက်ပြီးပေးလိုက်တဲ့လုံးတွေကတော်တော်လေးကိုဆိုးရွားရလိမ့်မယ်နဲ့ဒါပေမဲ့ဒီနှစ်ပွဲစဉ်မှာအထာကပို့ပြီးတော့အရေးကြီးပို့ပြီးတော့တတိထားရမယ်ဒီနှစ်ပွဲစဉ်မှာအာလီစလော့ကဒီနှစ်ဒါကျွန်တော်ပါဆင်ပြီးမှာဆိုကျွန်တော်ဟာဒီနှစ်ပွဲမှာကရာကက်စကောဖရင်ပေါင်ကိုကျွန်တော်ဒီနှစ်ပွဲစဉ်မှာနားစီခြင်းနဲ့ခန်းစစ်ပိုင်းအာတာမဲ့ဘရက်လီနဲ့ရောဘင်ဆန်ကိုဒီနှစ်ပွဲ စမှာကျွန်တော်ကတော့ပွဲပူထုတ်စီခြင်းပြီးတော့ဘာကြောင့်ဒီလိုပြောရလဲအထူးသဖြင့်ဒီနေ့ပွဲစမှာဒါကျွန်တော်တို့တစ်ဖက်ကဒါ New North ပါမဲ့ဘတ်ချန်ကိုကျွန်တော်ပိတ်စီခြင်းတယ် New North နဲ့ Ismaili Sa ရဲ့ဒါကျွန်တော်တို့မြန်လေးဟိုတော်တော်လေးကိုလှင်မြန်လွန်းနဲ့ဒါကျွန်တော် counter transition အများအထူးသဖြင့်ဒါကျွန်တော်တို့တစ်ဖက်ရဲ့ဒါဒီနေ့မှာတော့ဒါပေါ့ ဒီနောက်ပိုင်းနှစ်တွေမှာဒါပရီးမီးယားလိအကောင်းဆုံးဖူဘက်တွေအကြောင်းဝင်းဘက်တွေအကြောင်းပြောပြီးဆိုရင်တော့ယူနော့စ်ကိုထည့်ပြီးမပြောတာယူနော့စ်နဲ့လက်ရှိမှာဒါကြောင့်သူ့အနေနဲ့ကန်ဆယ်ပိုင်းလိုအပ်ချက်လေးတွေရှိပေမဲ့ဒီနှစ်မှာဆိုတော့ကျွန်တော် Crystal Palace ဘက်မှာယူနော့စ်ရဲ့နောက်မှာ Richards ကိုထည့်လိုက်တဲ့အချိန်မှာတော်တော်လေးကို solid ဖြစ်သွားတာဒါပြင်ကျွန်တော်ဒါ Queensland ဘက်ကတော်တော်လေးအသက်ဖြစ်တယ်လို့မြင်တယ်အဓိကတော့ Warden ကွဲတစ်ခုလုံးရဲ့ tempo ကို control လုပ်ပြီးတကယ်ကိုဒါကျွန်တော်ရှေ့ကောနောက်ကော balance ကိုညီအောင်ထိမ့်ပြနိုင်ခဲ့တယ်မှာပါတယ်လက်ရှိမှာ easy ထွက်သွားခဲ့မဲ့ Pino ကဒီနေရာကိုရအောင်ထိမ့်ပေးထားတယ်။ easy လောက်မကောင်းမဲ့ Pino လည်းသူ့ဟာသူအဆင်ပြေတဲ့ ကစားသမားတယောက်လိုမြင်ဒါပေမဲ့ဒါသတင်းလုံးမှာဒါကျတော့လက်ရှိမှာဒီနှစ်နွေရာသီမှာမထွက်သွားခဲ့တာတော်တော်လေးကိုကြည့်တင်အောင်မတ်ဂါကြီးပဲမတ်ဂါကြီးဒီနေ့လက်ရှိမှာဒါ Lacrosse Richet ပြောချင်တာဒီလက်ရှိ Crystal Palace အသင်းရဲ့စန္နာဘက်၃ယောက်မှာသူ့ရဲ့ perfection နဲ့သူ့ဘာသူရှိတယ် Lacrosse ကလက်ရှိဒါကျွန်တော်တို့မှတ်မှတ်ရဟူဘက်ကဒါကျွန်တော်စောင့်ရမ်းမြင်နေခံစားမှုတွေကြီးပဲဒါကျွန်တော် Premier League ကိုရောင်းတဲ့သဘောမှရှိတယ် Lacrosse ကဒါမှမဲ့ရဒါကျွန်တော်တနှစ်မှာ Premier ပေါ်ကျွန်တော်ဒါ Fever မှာ အမြန်ဆုံးခံစင်မှုရတယောက်ဖြစ်ခဲ့ပြီးတော့လက်ရှိမှာဟူပါကတော့ချိန်ကတော့ကျွန်တော်အခုလက်ရှိပရီးမီးယားလိမှာအမြန်ဆုံးခံစင်မှုတော့တရက်ကူလဲဒါကျွန်တော်မွေးထုတ်ပေးတာဖြစ်တယ်။အဲ့ဒါကမီကီဗန်နာပဲ။အဲ့တော့လက်ရှိမှာဒါပရီးမီးယားလိကိုဟူပါကသူတို့ရဲ့အမြန်ဆုံးခံစင်တွေကိုရောင်းချတာပြီးလက်ရှိမှာလက်ခရော့ရဲ့အမြန်ဆန်မှု၊ဂါယီရဲ့တည်ငြိမ်မှု၊မီကယ်ရစ်ချက်ကမှမီကယ်ရစ်ချက်ကရစ်ချက်ကဒီနှစ်ယောက်ရဲ့ဂျားထဲမှာဘယ်လန့်စ်ကိုပြန်ထိန်းတယ်ပြောချင်တာ။ရစ်ချက်ကလူဝင်လူဝဲဆိုဥပမာဆိုအဒမ်ဝါတန်ရှစ်တက်သွားရင်ရစ်ချက်ကဒီအတွင်းတွေကိုပြန်ဝင်ပြီးတော့မျူနော့စ်နဲ့ပြန်ပြီးချိန်တာတွေတွေ့ရမယ်။အိုလီဗာဂလတ်စနာရဲ့3ဘက်ကတကယ်နဲ့အင်ဂိမ်းမှာဒါကျွန်တော်ဟူပါဖြစ်သွားတဲ့မူမ movement တွေလေခဏခဏတွေ့ရမယ့် movement တွေရှိတယ်။ဒါအုံးမှာတစ်ချက်ချင်းညာခန်စစ်ကူမန္တာဂိုးသမားနဲ့တတိယဆန္ဒဘက်ပုံစံမျိုးပြန်ကစားတဲ့ပုံစံမျိုးတွေတွေ့ရမယ့်ဒီမှာပါတယ်ပေါ့နော်။ဒီနေ့ပွဲစဉ်မှာ Liverpool ဘက်ကတစ်ချက်သတိထားမှာကွင်းလယ်ပိုင်းရှင်မှုပဲ။ဒါ Liverpool တင်းနဲ့ Graven Beck, McAllister, Subus line နဲ့တစ်ဖက်ရတဲ့ကျွန်တော် Warden, Richards, Hughes ဆိုတဲ့ပုံစံမျိုးကိုတွေ့ရဖို့ရှိတယ်။တကယ်တမ်းကတော့ Richard ကတော့ကျွန်တော်နောက်တန်းမှာရှိတာမှာတစ်ခါကျရင် defensive midfielder တဲ့ Warden ကရှစ်တက်ပြီးတော့ Pino ကအလဲပြန်ဝင်တာတွေရှိတတ်တဲ့ပုံစံမျိုးတွေတွေ့ရမှာ။အဲ့တော့ဒီနေ့ပွဲစဉ်မှာ Liverpool အသင်းနဲ့ counter transition ကိုအလွန်ကြုံသတိထားမှာပဲ။တစ်ဖက်ကလည်း Crystal ပဲလစ်ရဲ့အိမ်ဝင်းဖြစ်တာနဲ့အညီလုံးဝကိုဒါကျတော့လုံးဝအ short တော့မဟုတ်ဘူးအဲ့လိုလစ်ဗာပူးအသင်းနဲ့ဒါကျတော့ခရစ်စတယ်ပဲလစ်မှာနှစ်သင်းလုံးကတော့လုံးဝရှုံးပွဲမရှိသေးတဲ့အသင်းနှစ်သင်းနေနဲ့ဘယ်အသင်းကကောင်းတလုံးပူတာသွားမလဲအဲ့တော့လစ်ဗာပူးအသင်းကလက်ရှိနောက်ပိုင်းပွဲစဉ်မှာဒါကျတော့ရင်တထိတ်ထိတ်နဲ့ကြည့်ရတဲ့ပွဲစဉ်မှာပရိသတ်တွေကဒီနေ့ပွဲစဉ်ကိုပို့ပြီးတော့စိတ်ဝင်စားသေးတယ်အခုလက်ရှိကျွန်တော်ဒါနေတဲ့အင်ပါရှစ်ကိုရဲ့လစ်ဗာပူးပေါ့နော်သူ့အနေနဲ့ဒီနေ့ပွဲစဉ်မှာသူဟာသိပ်ပြီး confidence မရှိဘူးခရစ်စတယ်ပဲလစ်ကတအားကောင်းလို့ဆိုသူ့အနေနဲ့ဒါဒီနေ့ပွဲစဉ်မှာခရစ်စတယ်ပဲလစ်တော့ကောင်းတလုံးတာသွားမလဲသူကတော့ခံစားနေရတယ်ဒါပေမဲ့အေးပေါ့ of course လူကြီးတွေဆိုတော့ပျောက်တာပေါ့ဗျာအဲ့တော့ လက်ရှိမှာဒီနေ့ပွဲစဉ်မှာဘောနော်အီဆက်ရဲ့ဒါကျွန်တော်တို့တကယ်ကိုပရီးမီးယားလီဂ်မှာညူကာဆယ်တုန်းကအီဆက်ကိုဒီနေ့ပွဲစဉ်မှာအင်တာမှလိုအပ်တယ်လို့မြင်တယ်။ဘာကြောင့်လဲ?ဒါကျွန်တော်လက်ရှိမှာလီဗာပူးအသင်းဘက်ကဒီနေ့ပွဲစဉ်မှာဒါကျွန်တော်တက်နိုင်တယ်များတက်နိုင်တယ်လို့ တိုက်စစ်ပိုင်းကဂူရီတောက်လျှောက်တွင်းနေမှာရမယ်လို့မြင်တယ်။ဒီနေ့ပေါ်မှာတော့ကျွန်တော်လိုက်ရှိမှာဒါကျွန်တော်တို့အာနီစလိုနဲ့ဘလူးလိုင်းနဲ့ဘလူးနဲ့ထွက်လာမယ်လို့လေးကိုစိတ်ဝင်စားတယ်။ဆိုပိုစတန်ဖူဘက်အနေနဲ့ဒီနေ့ပေါ်မှာပြန်ထောင်းမလားဆိုတော့ကျွန်တော်အများကြီးအများကြီးမြင်ရမယ်။လက်ရှိမှာဒါဖူဘက်မှာလည်းဖရင်ပေါင်ကကော်နာဘရက်လီကနှစ်ယောက်လုံးပြန်ကောင်းလာဖြစ်တဲ့ကြောင့်ဒီနေ့ပွဲစဉ်မှာဒါလီဗာပူးအသင်းနဲ့ခန်စစ်အားတန်နဲ့ဒါဖူဘက်ကိုပဲပြန်သုံးသွားမယ်လို့မြင်တယ်။အာနီစလိုနဲ့နေ့ပေါ်မှာဒါဖူဘက်တွေကိုတော့ခန်စစ်ပိုင်းကိုအားတန်နိုင်တဲ့ဖူဘက်တွေဒါကျွန်တော်ပြန်ပြီးသုံးတယ်လို့မြင်တယ်။ဖရင်ပေါင်နဲ့ကာရာကက်ဆိုရင်တော့တစ်ဖက်ကမြူနော့စ်နဲ့မစ်ချယ်ရီရဲ့ကောင်နာထရန်ဆီရှင်မှာမျောသွားနေတဲ့ င်ထားမှရှိတယ်။အဓိကနောက်တစ်ချက်ကလက်ရှိမှာ Ma Data ပဲ။ Ma Data ရဲ့သူ့ရဲ့ဒါ Center Forward ဆန်ဆန် Play တွေက Pino နဲ့စာတို့ကိုဒါကျွန်တော်လက်ရှိမှာ Space တွေကိုအများကြီးအဲ့တော့အဓိကတော့ Liverpool တင်းနဲ့ဒီလိုမှဒီနေ့ပွဲစဉ်မှာ Shape ပွဲလို့လုံးဝပေါ်ရလို့မရဘူး။ Crystal Palace က Liverpool အသင်းကိုဒါကျွန်တော်တကူးသွင်းငံလိုက်ရပြီဆိုပြန်ပြီးတော့ Goal လွယ်လွယ်ပေးခံမဲ့သူတင်းတော့မဟုတ်ဘူး။ဒါပေမဲ့ ဘောလုံးမှာတော့ဘာမှမဆိုဖြစ်သွားနိုင်လို့ဆောက်တော့ကြည်ရမယ်လို့ပြောရင်လည်းပြောချင်တာပြောပြီးနေဘာမှမဆိုဖြစ်သွားမယ်ဆိုတဲ့စကားလေးကိုခံလိုက်တာတော့အကောင်းဆုံးပဲဘောတော့အဲ့တော့လက်ပါပဲဘောလုံးပွဲတွေကိုကြည့်ရှုခြင်းနဲ့ဆိုရင်တော့ Youth Sport Media 3.0နဲ့ TV4 တို့မှာအကျဉ်းလူဆိုတော့ပေါ့ကိုညီညွတ်ရပါတယ်။မြန်မာလေးကလစ်ဖို့မမေ့ကြပါနဲ့ဗျ။မြန်မြန်ကလစ်မှာမြန်မြန်နိုင်ရဖြစ်ပါတယ်။အားလုံးမကြူတပါတယ်။ကောင်းမွန်တော့နေ့တစ်နေ့ဖြစ်ပါစုမုံကောင်တောင်းပေးနေပဲကျွန်တော်တို့နောက်မှာ AAC တွေ့ကြရပေါ့။ကျွန်တော်ကမြေပါဗျ။ဒီပါဗျ။